မင်္ဂလာပါခင်ဗျာကျွန်တော်ကရှင်းနေဦးမင်းသိမ်းအောင်ပါကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာအကြောင်းမျိုးမျိုးပြပြီးတော့လက်ထက်စာချုပ်မှာလက်မှတ်ထိုးဖို့ခြောင်လွှဲတဲ့သူတွေကိုကြုံမှုကြပါသလားငါတို့နှစ်ယောက်ကတရနေ့တရနားလည်မှုရှိရင်ရပြီ စာချုပ်စာတမ်းတွေကအရေးမကြီးပါဘူးဆိုပြီးတော့ပြောတတ်ကြတာတွေလည်းကြုံမှုကြမှာပါဒါပေမဲ့တနေ့နေ့မှာပြဿနာတစ်ခုခုကြုံလာတဲ့အခါမှာမင်းနဲ့ကလက်ထက်ထားတာမှမဟုတ်တာဆိုပြီးတော့ညင်းသွားခဲ့ရင်ဘယ်လိုလုပ်မလဲဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့ အတူသွားအိပ်ပြီးမှလက်ထက်စာချုပ်မှာလက်မမထိုးပဲညင်းဆန်ခဲ့တဲ့ကောင်လေးတယောက်အကြောင်းပါတရားဥပဒေကသူ့ကိုဘယ်လိုဆုံးဖြတ်ခဲ့သလဲလက်ထက်စာချုပ်မရှိရင်လင်များအဖြစ်မသတ်မှတ်ဘူးလို့ညင်းလို့ရသလားဆိုတာကို ဖြစ်ရမှာဇလန်တပုန်းနဲ့အတူဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်ဇလန်ကတော့1989ခုနှစ်ကဖြစ်ပျက်ခဲ့တာပါရခိုင်ပြည်နယ်မြောင်းမြို့မှာနေထိုင်တဲ့မောင်ထွန်းအောင်ကျော်ဆိုတဲ့ကောင်လေးတယောက်ဟာမာတာနှင်းအေးဆိုတဲ့ကောင်မလေးတယောက်ကို မင်းနဲ့ငါလင်မယားအဖြစ်ပေါင်းသိမ်းဖို့ညကြရင်မင်းစီကိုငါလာခဲ့မယ်ဆိုပြီးတော့ကြိုပြီးတော့ချိန်ပါတယ်ပြောတဲ့အတိုင်းမှာပဲအဲ့ဒီည7နှစ်လောက်မှာမောင်ထွန်းအောင်ကျော်ဟာမာတာနင်းအေးရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်မာတာနင်းအေးကလည်းသူ့ကိုအိမ်ခန်းထဲမှာလက်ခံတွေ့ဆုံပြီးတော့သူ့ရဲ့အမေကိုရက်ွက်လူကြီးတွေကိုသွားခေါ်ခိုင်းပါတယ်ဒီတော့တိတ်မကြခင်မှာပဲရက်ွက်လူကြီးတွေကရောက်လာကြပါတယ်လူကြီးတွေကဘာပြောတယ်လဲဆိုရင် ကဲတာနဲ့သမီးလင်များအဖြစ်အသိမှတ်ပြုဖို့ဒီစာချုပ်မှာလက်မှတ်ထိုးလိုက်ပါဆိုပြီးတော့ပြောတဲ့အခါမှာပြည်ထနာကစပါတယ်မောင်ထွန်းအောင်ကျော်ဟာအိတ်ခမ်းတွေကနေထွက်မလာပဲလူကြီးတွေကို အခမ်းတွေကနေလှမ်းပြီးတော့လက်မှတ်ထိုးဖို့လိုသလားဆိုပြီးတော့ပြန်မေးခဲ့ပါတယ်ပြီးတော့အဲ့ဒီနေ့ညမှာပဲမတ်တာနေအင်းနဲ့အတူတူ သူ့ရဲ့အိတ်ခမ်းမှာပဲအတူတူအိတ်ခဲ့ပါတယ်ကဲဒီကိစ္စဘယ်လိုဆက်ဖြစ်မလဲမတ်တာနေအေးကတော့ ဒီအတိုင်းမကျေနပ်နိုင်ပါဘူး။မောင်ထွန်းအောင်ကျော်ကမရစေးရလမှုနဲ့တရားစွဲပါတယ်။ပထမဆုံးအနေနဲ့ရက်ွက်တရားယုံကမောင်ထွန်းအောင်ကျော်ကို တလကျက်30ပေးဖို့အမိန့်ချပါတယ်။ဒီတော့သူကလက်ထက်ထားတာမှမဟုတ်တာဆိုပြီးတော့မြို့နယ်တရားယုံကိုအယူခံဝင်တော့လဲရှုံးပါတယ်။ဆက်ပြီးတော့ပြည်နယ်တရားယုံကိုတက်တော်မှစားစရိတ်ကိုတလကို15ကျက်ပေးဖို့ပြင်ဆင်ပြီးတော့အမိန့်ချမှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ မောင်ထွန်းအောင်ကျော်ကအဲ့ဒီ15ချက်ကိုတော့မပေးချင်ပါဘူး။ဒါကြောင့်နောက်ဆုံးဗဟုတရားရုံးအထိကိုအမှုဆက်တက်ခဲ့ပါတယ်။တရားရုံးမှာသူကဘလို့ထူးချွေခဲ့တယ်လဲဆိုတော့အဲ့ဒီညညကကျွန်တော်ကအယံမှုနေတာပါ။မတ်တန်နေအေးရဲ့အခန်းကိုဘလို့ရောက်သွားမှတာမသိပါဘူးဆိုပြီးတော့ထူးချွေခဲ့ပါတယ်။တရားရုံးကျုပ်ကတော့မောင်ထွန်းအောင်ကျော်ရဲ့စကားကိုလုံးဝလက်မခံခဲ့ပါဘူး။ဘာကြောင့်လဲဆိုတာကိုကြည့်ရအောင်ပါ။တရားရုံးကထောက်ပြတဲ့အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့လူကြီးတွေကလင်မယားအဖြစ်လက်မှတ်ထိုးဖို့ပြောတဲ့အချိန်မှာသူကလက်မှတ်ထိုးဖို့လိုသလားဆိုပြီးတော့ပြန်မေးခဲ့ပါတယ်။တကယ်လို့သူကမတာနေအေးကို သူ့ဇနီးအဖြစ်သဘောမတူဘူးဆိုရင် ကျွန်တော်ကလင်မယားတွေမဟုတ်ပါဘူးဆိုပြီးတော့သူကညှင်းရမှာပါ။အခုလောပြန်မေးခဲ့တာဟာသူတို့နှစ်ယောက်ဟာလင်မယားဖြစ်တယ်ဆိုပြီးတော့အလိုလျောက်ဝန်ခံမိသားဖြစ်နေတယ်လို့တရားရုံးကသုံးသပ်ပါတယ်။ဒုတိယတစ်ချက်ကတော့ အဲ့ဒီလိုလူကြီးတွေချင်းမှမေးခွန်းထုတ်ပြီးတော့မတာနေအင်းနဲ့အတူတူ သူ့ရဲ့အိတ်ခမ်းမှာပဲအတူတူအိတ်ဆက်ခဲ့တာဟာမတာနေအေးကို သူ့ရဲ့ဇနီးမယားအဖြစ်လူအများရှိမှအသိမှတ်ပြုလိုက်တာနဲ့အတူတူပဲလို့တရားရုံးကမှတ်ယူခဲ့ပါတယ်။ဒါကြောင့်တရားရုံးချုပ်ကမောင်ထွန်းအောင်ကျော်ဟာမတာနေအေးကိုမယားစီထောက်ပံ့ဖို့တာဝန်ရှိတယ်။အောက်ရုံးတွေရဲ့ဆွန့်ပစ်ချက်ဟာမှန်ကန်တယ်လို့ဆွန့်ပြပြီးတော့သူ့ရဲ့အယူခံကိုပယ်ရှားလိုက်ပါတယ်။အရှုပ်အအဖြစ်ပြောရရင် လက်ထက်စာချုပ်မှာလက်မှတ်မထိုးခဲ့ပေမဲ့မောင်ထွန်းအောင်ကျော်ရဲ့အပြုမူဟာမတနင်းအေးကိုသူ့ရဲ့ဇနီးမယားအဖြစ်လူသိရှင်ကြားလက်ခံလိုက်တာဖြစ်တဲ့အတွက်ကြောင့်မြမဒလေးထုံတန်းဥပဒေအရသူတို့ဟာတရားဝင်လင်မယားတွေဖြစ်သွားကြပြီးတော့စာစည်းထောက်ပံ့ဖို့လည်းတာဝန်ရှိသွားတာဖြစ်ပါတယ်။အဓိကမှတ်သားရမှာကတော့လက်ထက်စာချုပ်မှာလက်မှတ်မထိုးခဲ့ပေမဲ့ဘေးပဝန်းကျင်ကလင်မယားအဖြစ်အသိမှတ်ပြုရင်မြမဒလေးထုံတန်းဥပဒေအရတရားဝင်လင်မယားအရာမြောက်ပါတယ်။ ဒါပေမဲ့ဒါကအရင်ခက်ကဇလန်းမှာဒီနေ့ခက်မှာလင်းငယ်မြေငယ်ဇလန်းတွေပိုင်ဆိုင်မှုအရှုပ်ရှင်းတွေကအရင်ရှုပ်ထွေးလာတာကြောင့်မမျော်လင့်မဲ့တဲ့ပြဿနာတစ်ခုဖြစ်လာရင်ဖြည့်ရှင်းရပို့ပြီးတော့လွယ်ကူအောင်ကိုယ့်ဘက်ကပုံမခိုင်မာတဲ့အထောက်အထားတွေရှိအောင်လက်ထက်စာချုပ်လုပ်ပြီးတော့နှစ်ဦးသဘောတူလက်မှတ်ရေးထိုးထားတာကနှစ်ဦးနှစ်ပတ်စလုံးအတွက်အကောင်းဆုံးနဲ့အလုံးကျုံဆုံးပဲလို့အကြံပေးချင်ပါတယ်ဒီဇလန်းကတော့1989ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံး ထွန်းအောင်ကျော်နဲ့မာတာနေအေးပြင်မှုဆိုင်ရာပြင်ဆင်မှုကိုအဓိကကိုကတင်ပြခဲ့တာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်နေ့မှနောက်ထပ်အကြောင်းအရာတစ်ခုနဲ့ပြန်တွေ့ကြပါမယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။